ကဲအနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေမိသားစုအားလုံးမယောင်မိတဲ့အားလုံးကိုစိတ်နဲ့ဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လေးကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်စ조사ပြီးတော့ TikTok မှာ YouTube မှာတင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းပဲအသုံးတဲကြအကျိုးထူးကြတယ်ဆိုတော့ပြန်လည်ကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်။ဒါကြောင့်အခုကြည့်နေတဲ့မိတ်ဆွေလည်းပဲကဲအကျိုးထူးတဲ့စီးရင်ထဲမှာ ါဝင်ပါစေလို့နော်အဲ့တော့ဒီအပိုင်းလေးမှာကျွန်တော်ဟိုလွန်ခဲ့တဲ့ခုနှစ်လောက်ကထုတ်ခဲ့ဘူးတဲ့အိမ်ဝဲအိမ်ရောက်မြေဝဲမြေရောက်မြေတန့်အိမ်တန့်အိမ်တက်အိမ်ပနဲ့အိမ်ဆော့အိမ်ငါအဲ့လိုကိစ္စအဝဝအတွက်ရွှေအိမ်တော်အဖွင့်ချမ်းဆိုတဲ့စာအုပ်လေးလွန်ခဲ့တဲ့ခုနှစ်လောက်ကကျွန်တော်ထွက်ခဲ့ဘူးတဲ့ဒါလေးဒုတိယအကြိမ်ပြန်ထွက်နေပါပြီအဲ့ဒါလေးကလည်းပဲ Facebook မှာ မဟာစာပေးဆိုတဲ့ page ကိုရှာပါအဲ့ဒီ page messenger မှာသွားပြီးတော့အိမ်ရောက်ဖို့မာယူနိုင်ပါတယ်လို့เนาะကဲအဲ့ဒါလေးရယ်လိုအပ်နေသောမိတ်ဆွေများအတွက်အသုံးတက်ကြပါစေအကျိုးထူးကြပါစေခင်ဗျအခုကတော့မေလ29ရက်နေ့အတွက်ရွက်ဝါကျွေမြေလူပြီးတော့ရွက်တစ်ရွက်ဖူးတွေတဝေဝေနဲ့ໜွေနှောင်းဝတန်ကိုနှုတ်ခွန်းဆက်လို့မိုးဆက်မိုးပေါက်တွေဖြန်ဖြန်ရွာသွန်းဖြိုးစမိုးဥဝတန်ကိုချင်းနှင်းဝင်ရောက်လာပြီဖြစ်တဲ့မေလ29ရက်နေ့အတွက်ရွှေစကားငွေစကား ဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကလေကံတရားကကိုယ်ခြေနေပေးနေပြီမျက်နှာသာပေးနေပြီလက်ရှိလုပ်ငန်းတွေကိုတိုးမလားချဲ့မလားအချိန်မြင့်မလားနောက်ထပ်လုပ်ငန်းသစ်ရွေချက်အသစ်အစီအစဉ်အတုတွေစမလားအလွန်ကောင်းနေခကြီးသွားလာရေးတည်ယူဖို့ဆောင်ရေးတို့အဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေလည်းအောင်မြင်တတ်တယ်ကိုယ့်စီကိုယ်လက်တင်းကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်ပါတယ်အသည့်အနံရေရွက်ကုန်းပစ်တန်တို့တဲ့အဖျော်ရမကား တတိဝလာဟင်းသင်းဟင်းရဲ့အသားငါးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတိုးချဲ့တဲ့နဲ့ပြိုင်ပြိုင်ဆိုင်ဆိုင်ကြိတ်ကြိတ်နဲ့နဲ့စူးစမ်းပြီးတော့အောင်မြင်မှုကြီးကြီးမားမားရတတ်ပါတယ်။ကဲဒါကြောင့်မောတော့မောတာပေါ့တို့တော့ပျော်စရာကြီးပင်တော့ပင်မှန်းမယ်ပျော်စရာကြီးငွေရလူကအကြံဉာဏ်အားတွေစိုက်ထုတ်ပြီးအင်အားသုံးစူးစမ်းတဲ့အချိန်ဖြစ်ပါတယ်လို့နော်။ကဲဒီလိုကိမျိုးမှာကြာဝေးသားသမီးတွေကလူကြီးသူမဆရာသမားအလုပ်ရှင်တို့နဲ့နည်းနည်းလေးစိတ်သဘောကွဲတတ်တာလေးတတိယမိမိအိမ်တောင်ဘက်ချစ်သူရီးစား ခကြီးနဲ့ပတ်သက်တဲ့အဝေးပြိပနဲ့ပတ်သက်တဲ့ဝမ်းသာစရာစိတ်ချမ်းသာစရာအောင်မြင်မှုတွေကြားအောင်ရတဲ့ကြာရွေးသားသမီးများဒီလိုနေ့မြေတွေမှာကံရဲ့အပါမို့ရရှိစေဖို့ဆိုရင်အကွက်အပြောက်အဆက်အပြောက်အကြောင်းအကြားတွေများများပါတော့အဝေးအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တပြေးညွန်ကလေး၆ညွန်ကဲတပြေးညွန်ကလေး၆ညွန်နဲ့ရောင်းရင်းတဲ့ပစ္စည်းမှန်သမျှလုပ်ငန်းလုံးပစ္စည်းမှန်သမျှဘာပဲရောင်းရင်ရောင်းရင်ပစ္စည်းကြီးကြီးသေးသေးဘာလုပ်ငန်းမဲ့လုပ်လို့ ဲလုပ်ငန်းလုံးပစ္စည်းရောင်းကုန်ပစ္စည်းတွေကိုအဲ့ဒါလေးနဲ့တို့ခောက်ပြီးတော့ကဲရောင်းမဲ့ဘဝနေပွင့်ကြပါစေလုပ်ငန်းဆောင်တာတွေတို့လည်းရပါစေခင်ဗျနော်တီးတန့်ရေရရလေးတွေလုပ်ချင်နေရင်လည်းကျွန်တော်ရှေ့မှာရှေ့မှာတင်ထားတာလေးတွေလိုက်ရှာကြည့်ပါခင်ဗျနော်ကဲအဲ့တော့ကြာလပိသားသမီးတွေကဒီနေ့ကိုတော့ကံကောင်းလိုက်ခွင့်စီမဲ့နံပါတ်တွေကနန်းတွေက6ကနန်း9ကနန်းတွေဖြစ်ပါတယ်ကံရဲ့အပါမှုရဖို့ဆိုရင်ကြာလပိသားသမီးမိတ်ဆွေတွေကယူတမျိုးမျိုးကဲရှောက်ယူတို့နနတ်ယူတို့ဒူးရင်ယူတို့စသဖြင့်ယူတမျိုးမျိုး ညက်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒါလေးပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေဘေးရန်ရွယ်ပေါင်းကလည်းကင်းပချမ်းသာကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးများလည်းဖြစ်ပါတယ်ခင်ဗျာတောက်ကြသားသမီးတွေဒီလိုကိန်းမျိုးမှာကလေငွေကံကောင်းမယ်ရာဒူးကုံချိန်စုတူးပွဲတူးကံကောင်းငယ်လူတယောက်ရဲ့ဘဝမှာအခြေအနေအစင်တန်းမြင့်တက်သွားတယ်ဆိုတာဒီလိုကိန်းမျိုးမှာဖြစ်တတ်ပါတယ်ဘေးတင်ဆရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးပေါ့ဗျာကိုစူးစမ်းရင်ဖြစ်မယ်လို့ပြောတာအဲ့တော့ ဝန်ထမ်းဆိုလဲဝန်ထမ်းလို့ယာတုဒိုးတာဝင်ငွေလာတာဒိုးတာမျိုးတွေဖြစ်တတ်တယ်။ကိုယ်ပိုင်လုပ်ငန်းဆိုလဲကိုယ်လုပ်ငန်းကိုအချိန်မြင့်မယ်တိုးမယ်ချက်မယ်ဆိုတာမျိုးလုပ်ရတတ်တယ်။အိမ်အငှားကနေအပိုင်ဖြစ်သွားတယ်။ကားအဆုပ်ကလေးကနေအကောင်ဖြစ်သွားတယ်။ဘုံအဆုပ်ကလေးကနေဘုံအကောင်ကင်သွားတယ်ဆိုတာကိုင်းနေနေဆိုတာဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်။ခိုက်တော့အချိန်ကြီးကတော့ပေးနေပြီဗျို့။တောက်ကြသားသမီးများအဲ့တော့ငွေကြီးကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအပေါင်းနှံချင်းငါကိစ္စတွေနောက်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအိမ်အဆောက်အဦနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်အစီရည်ရွယ်ချက်အစီအစဉ်တွေ အလှမင်္ဂလာပွဲလမ်းတပင်ကိစ္စတွေကြိုးစားတဲ့အချိန်ဖြစ်ပါတယ်။ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါကြံကုန်းငရုတ်ကြက်သွန်းအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူနိုင်တယ်။ကိုကနေလှူတန်းပေးကန်ထောက်ပံ့မဲ့ရည်ရွယ်ချက်များလည်းအစီအစဉ်များလည်းအောင်မြင်တတ်ပါတယ်။ဒီလိုကိမျိုးမှာရေတွင်းရေကန်ရေပိုက်ကိစ္စတို့လမ်းနဲ့နမိတ်အာသူခြံစည်းကိုကိုခြံစည်းကိုသူ့တစ်ပင်ကိုတစ်ပင်သူ့ခွေးကြောင်ကြက်ကိုခွေးကြောင်ကြက်ကိစ္စဇာတ်ထုတ်လေးတွေရှုပ်တာဒါတော့သတိပြုတောက်ကြသားသမီးတွေကမိမိချစ်သူမိမိ အိမ်တောင်ဘက်ရဲ့ငွေရေးကြီးနဲ့ပတ်သက်တဲ့ဝန်သားစရာတွေအောင်မြင်မှုတွေကြားအောင်ဝတ်တတ်ပါတယ်မိမိမိသားစုမှာလိုချင်နေတဲ့တံမိုးကြီးပစ္စည်းတွေဝင်ရောက်လာတတ်တယ်ကက်တောက်ကြသားမိတွေဒီလိုကိမျိုးမှာကံရဲ့အပမိုးရရှိစေဖို့ဆိုရင်အဖြူရောင်တို့ငွေရောင်တို့မိဖို့ရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်စုံသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောက်အပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ကြောက်စလစ်ကလေးတကယ်ကဲ အစဉ်ပြေတင်တော်နေရာနဲ့ကြောက်စစ်လေးခဲလေးတစ်ခဲကောက်ရေမိုးဆေးပြီးတော့အဲ့ဒီကြောက်စစ်လေးခဲလေးနဲ့ရောင်းရင်တဲ့ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတို့ခောက်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကနှစ်ကဏ္ဍ၆ကဏ္ဍနေဖြစ်ပါတယ်။ဒါဒီလိုနေမျိုးမှာတောက်ကြသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းညံ့ခိုက်တွေကြောပါပြပြအောင်ဆိုရင်ကြက်သွန်ကြောကဲအကျော်တိုင်ကဘူးတိကြောငပြောကြောအားလိုဟာမျိုးနော်ဘရကြောလိုဟာမျိုးမှာကြောတဲ့ကြက်သွန်ကြောပဲဖြစ်ဖြစ်ဒီဘက်ကမှာကုန်သွန်ကန်လေးတွေမှာတွေ့ရတတ်ပါတယ်ကြက်သွန်ပေါင်း တော်ဆိုတာမျိုးလေးတွေပဲဖြစ်ဖြစ်အဲ့ဒါလေးလှူဒန်းပြီးတော့သို့မဟုတ်ဒါနပြုပြီးတော့တောက်ကြသားသမီးများတံပွင့်ကံမြင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာကလေနိုင်ငံသားနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်တွေပညာရေးတင်တန်းစုဘွဲ့တင်ကြားရေးတင်ယူရေးဆိုင်ရာကိစ္စတွေမြေကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့ပြိဘောကပေပြောင်ပန်းပရိမကြီးပပုအဲ့ဒါမျိုးတွေပို့ကြိုးစားတဲ့နဲ့စိတ်မောလူမောလေးတွေတော့ရတတ်တယ် ကိုယ်အလုပ်ကိစ္စပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စဒါရင်းနာရည်နဲ့မနှားရအောင်ဖြစ်နေတတ်တယ်။ဘေးမိတ်ဆွေဆရာသမားတွေကကိုယ့်အပေါ်ကောင်းပြီးတော့ဆွေမျိုးတွေနဲ့ဆိုရင်ငွေကိစ္စအလုပ်ကိစ္စပစ္စည်းကိစ္စတွေအဆက်မပြေတတ်တာလေးသတိပြုခကြီးဖင့်တတ်တယ်။ငွေကြေးကိစ္စနော်အလှမင်္ဂလာပိုလန်တပင်စီစဉ်တဲ့ကိစ္စတွေမှာစိတ်နှောက်ချက်လေးတော့ရှိတတ်တယ်။အဲ့တော့အခြေအနေပေးတာလေးတွေကိုရွေးလဲပါအောင်အခြေအနေမပေးတာတွေကိုဇုံးမလုံးမိစေနဲ့။ ဘာမဟုတ်တာနဲ့အိမ်ကနေဆင်းသွားမယ်တို့အလုတ်ကနေထွက်ပလိုက်မယ်ကွာတို့ဖြစ်ချင်တာဖြစ်ကွာတို့မထူးစားခင်တာတို့လူငယ်တွေဆိုရင်ရုတ်တရက်မထင်မှတ်ပဲအိမ်အောင်ကြတာတို့ဘာမဟုတ်ပဲနဲ့ချစ်သူကြီးစားနဲ့ကွဲသွားတာဆိုတာဒီလိုကိန်းမျိုးမှဖြစ်တတ်ပါတယ်အဲ့တော့ဘယ်ကိစ္စမှမဆိုခေါင်းအေးအေးစိတ်အေးအေးလေးနဲ့စူးစမ်းတဲ့အချိန်ဖြစ်ပါတယ်လို့ကဲဒီလိုနေ့ဒီမှာစနေသားသမီးတွေကမိမိချစ်သူအိမ်အောင်ပဲရဲ့ယာဒူးတိုးတို့လိုတရင်ကောင်းမျိုးစာမေးပွဲအောင်တို့လိုတရင်ကောင်းမျိုးကြားရတဲ့ကံရဲ့အပံမိုးရဖို့ဆိုရင်စနေသားသမီးတွေကအနဲ့ရောင်းလို့ခရမ်းရင်လို့အပြာရင်လို့ အယောင်ရင့်ညင်တွေများများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝစ်စင်သုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ထိညာခဲလေးတက်ခဲကဲတူတူစစ်စစ်ဖြူဖြူမဲမဲထိညာခဲလေးတက်ခဲနဲ့တို့ခောက်ပြီးဆိုတော့မှဒီနေ့ကိုတော့ကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက၄ကဏ္ဍ၈ကဏ္ဍတွေဖြစ်ပါတယ်ကတလူကိန်းမျိုးမှာစနေသားသမီးတွေကံရဲ့အပါမို့ရဖို့ဆိုရင်မုံတီလှူဒန်းတဲ့ကုသိုလ်လေးပြုအောင်မြတ်စွာဘုရားမှာပဲလူလူအပေါင်းသမီးတွေဒီကိုပဲဒါနပြုပြုမုံတီလှူဒန်းပြီးတော့ စနေသားသမီးများကံပွင့်ကံမြင့်ကြပါစေဘေးအန္တရာယ်ပေါင်းကလည်းကင်းပချမ်းသာကြပါစေခင်ဗျာ